မင်္ဂလာပါခင်ဗျာမိတ်ဆွေတွေကို ကျမရေးဆိုင်ရာ အပိစကား Morning Affirmations တစေချက်ကိုဖတ်ပြချင်ပါတယ်ဒီစကားတွေကိုနေ့တိုင်းပြောခြင်းအဖြစ် စိတ်ကိုအပြည့်သဘောဆောင်ပြီးကျမရေးကောင်းမွန်စေပါတယ်ဒီနေ့ဟာကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့နဲ့ကျမ်းမာရေးကိုမြင့်တင်ဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာတစ်နေ့တခြားပုံမူတံမာလာပြီးကျမ်းမာလာပါတယ်။ကျွန်တော်ကအကောင်းဆုံးကျမ်းမာရေးကိုခံစားဖို့ထိုက်တန်ပါတယ်။ ကျွန်တော်ကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုချစ်မြတ်နိုးပြီးဂရုစိုက်ပါတယ်။သွားရင်ပြင်းနဲ့နိုးထလာပြီးဒီနေ့ကိုတက်တက်ကြွကြွဖြတ်တန်းနိုင်ပါတယ်။ကျွန်တော်ကကျန်းမာရေးနဲ့ညီညွတ်တဲ့ရွေးချယ်မှုတွေကိုအလွယ်တကူပြုလုပ်နိုင်ပါတယ်။ကျွန်တော်ရဲ့ကုခန်အာစနစ်ဟာအမြဲတမ်းအားကောင်းနေပါတယ်။ကျွန်တော်ကစိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပါတယ်။ကျွန်တော်ကခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးတုံ့ပြန်နိုင်ပါတယ်။ ဒီနေ့ဟာကျွန်တော်ရဲ့ကျမ်းမာရေးအတွက်အပြုသဘောဆောင်တဲ့ခြေလှမ်းတစ်တစ်ခုစတင်နေနေဖြစ်ပါတယ်။ဒီစကားတွေကိုမနက်တိုင်းအိပ်ရာထားပြီးချက်ချင်းသို့မဟုတ်နားထောင်လို့အဆင်ပြေတဲ့အချိန်မှာတည်ငြိမ်တဲ့စိတ်နဲ့ယူဆိုပါ။အပြုသဘောဆောင်တဲ့စကားတွေဟာစိတ်ကိုလန်းဆန်းစေပြီးတနေ့တာလုံးအတွက်အားဖြစ်စေမှာပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။